ီယိုလေးမစခင်မှာတော့ကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ပါသေးရယ် Subscribe လုပ်ပေးပြီးနောက်ထပ်တင်မယ့်ဗီဒီယိုလေးကိုလည်းစာကြည့်လို့ရပါတယ်တေတော်အားတမထားတဲ့အချက်တွေပြည့်ပြီဆိုရင်တော့ကိုယ့်ရဲ့ပေဖို့ခွင့်ကိုတစ်ချက်ဝင်ပေးလိုက်ပါပြီးရင်တက်တော့ Story လေးကို Stay ဝင်ဝင်ပေးလိုက်ပါဒီဆိုရင်တော့ကျွန်တော်က creator reward program တွေကိုတစ်ချက်ဝင်ပေးလိုက်ပါပြီးရင် join ဆိုတာလေးကိုတစ်ချက်နှက်ပေးလိုက်ပါဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့တောင်းရဲစောင့်ရမှာဖြစ်ပါတယ် နှစ်မှာ3ရက်မကျော်ပါဘူး20နှစ်လည်နေပြည်တယ်ကျွန်တော်ကရှားလဲရပါပြီ3ရက်စပြီးပြီဆိုတော့ကျွန်တော်ကကိုယ့်ရဲ့ TikTok တွေကိုပြန်ဝင်ရမှာဖြစ်ပါတယ် TikTok တွေကိုကျွန်တော်တစ်ချက်ပြန်မသွက်လိုက်ပါဒီကိုရေပြောခွင့်ကိုတစ်ချိန်ပြန်ဝင်ပေးလိုက်ပါ ပြီးရင် TikTok Studio တွေကို step by step ရှင်းပြမှာပြလိုက်ပါရုပ်ဖြစ်လာပြီဆိုရင်တော့ကျွန်တော် Creator Reward Program ကိုတစ်ချက်ပြောင်းရမှာဖြစ်ပါတယ်ခဏလေးစောင့်ပေးလိုက်ပါပြီးရင်ကျွန်တော်က GoS ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင် ID တန်ရမှာဖြစ်ပါတယ် ID တန်ဖို့အတွက် ID ပါပြီအန်တီဆိုတာဆင်းနေပြီလေကပြီးရင်ဒီမှာကျွန်တော်ကကို့မှာရှိတဲ့ကတ်ကိုရေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ passport နဲ့ရှာမှာဖြစ်တဲ့တဲ့ passport ကိုရေးပြီးတော့ကျွန်တော်ရှာရမှာဖြစ်ပါတယ်ပတ်စပို့ကိုတရှိရေးပေးလိုက်ပါပြီးရင် next ကိုတရှိနှက်ပေးလိုက်ပါ ီပြီဆိုတော့လည်းကျွန်တော်အမှရှိတဲ့ဘဝိုင်းလေးမှာအမရှင်လေးဆက်ပြလိုက်ပါပြီးရင်လည်းဆိုတာကိုရှင်းနေပြလိုက်ပါဒီ passport ကိုတက်ပေါ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ passport တက်ပေါ်ကိုရှိတဲ့ဒီချက်ဆိုတော့ပုံထည့်ရပဲယူပါမယ် client ထည့်ရပဲယူပြီးလောက်ပြမှာဖြစ်ပါတယ်ဒီ passport ကိုရိုက်ထားတာကို ေးပေးလိုက်ပါပြီးရင် content you allow ကိုတစ်ချက်နှက်ပေးလိုက်ပါခဏလေးဆက်ပေးလိုက်ပါအားစမီတို့ရှင်တို့ NVR အမြင်တော့ကြည်ပါလေ။ဒီတန်အမြင်တော့ရှင်တို့ကျွန်တော်ကကိုယ့်အကိုတစ်ချိန်နှက်ပြလိုက်ပါ။ ဆိုတော့ YouTube ကဝင်ဝင်ရှားလိုက်ရရှိပါတယ်ကျွန်တော်ကဘန်ကောက်မရှိပြတော့ဘူးဘန်ကောက်ကျွန်တော်ကမရှိသေးတဲ့ကြောင့်ကျွန်တော်ကဘန်ကောက်မရှိပြတော့ဘူးဒါဆိုတော့ကျွန်တော်ကဗီဒီယိုတန်လို့ရှိရင်ဖိုက်ဆိုင်ရမှာဖြစ်ပါတယ်